နေ့ခင်မှာတော့ကျွန်တော်တို့ပုံဆွဲခြင်းလဲ AI စာရေးခြင်းလဲ AI တခြင်းဆက်ခြင်းလဲ AI ပြောရမယ်ဆိုရင်လူသားတွေရဲ့ဖန်တီးမှုလို့ထင်ရလောက်တဲ့အရာတွေကိုတော့မှ AI တွေကလုံးပြနေပါပြီနေ့စဉ်ဘဝရဲ့နေရာတိုင်းမှာ AI တွေကပို့ပြီးတော့ဝင်ရောက်လာနေပါတယ်စိတ်ကူးရဲ့တိတ်ပန့်စကားတွေတဲကအနာဂတ်ကအခုကျွန်တော်တို့လက်ထဲရောက်နေပြီလို့တော့ထင်ရပါတယ်ဒါပေမဲ့ဒီလိုအံ့ဩစရာကောင်းတဲ့ AI လို့ခေါ်တဲ့ဉာဏ်ရည်တုနည်းပညာတွေဘယ်ကနေဘယ်လိုစတင်ပေါ်ပေါက်ခဲ့ရလဲ သူတို့မှာဘယ်လိုစိတ်ဝင်စားစရာကောင်းလဲသမိုင်းကြောင်းနေရှိနေပါသလဲဒီနေ့ဗီဒီယိုမှာတော့ AI ရဲ့အစအနေဒီနေ့ခေတ်ဒီစက်တွေစဉ်းစားနိုင်အောင်ကြိုးစားခဲ့တဲ့ဒီစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းကိုလေ့လာကြည့်ပါမယ် AI ဆိုတာကိုအရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့လူသားတွေရဲ့ဉာဏ်ရည်သင်ယူနိုင်စွာဆုံးဖြတ်နိုင်စွာပြဿနာဖြေရှင်းနိုင်စွာတွေကိုစက်တွေကွန်ပျူတာပရိုဂရမ်တွေထဲမှာထည့်သွင်းပေးဖို့ကြိုးစားတဲ့ဤပညာနယ်ပယ်တစ်ခုပဲဖြစ်ပါတယ်။ဒီဘက်နှစ်တွေမှာတော့ AI ကဤပညာလောကရဲ့အရေးကြီးဆုံးနဲ့တက်ရောက်မှုအကြီးဆုံးနယ်ပယ်တွေထဲကတစ်ခုဖြစ်လာနေပါပြီ။ AI ရဲ့သမိုင်းကြောင်းကလည်းတော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ဘာလို့လဲဆိုတော့သူကရုပ်တရက်ပေါ်လာတာမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကစိတ်ကူးယဉ်မှုတွေ၊ထည့်ဆက်ဆက်ကြိုးစားမှုတွေ၊ကြာရှုံးမှုတွေ၊အကြီးကျယ်အောင်မြင်မှုတွေနဲ့တည်ဆောက်လာခဲ့ရတဲ့ခီးရှည်ကြီးဖြစ်နေလို့ပါ။ AI ဆိုပြီးမဖြစ်လာခင်လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကရှေးခေတ်လူသားတွေဟာသူတို့ကိုယ်တိုင်ဖန်တီးထားတဲ့အရာတစ်ခုဟာအသက်ဝင်လာတာဒါမှမဟုတ်ကိုယ်စားလုပ်ကင်ပေးတာမျိုးကိုသိကူးရင်ခဲ့ကြပါတယ်။ဂရီးတန်တားတွေကလူသားတွေကိုကာကွယ်ပေးတဲ့ AI မှဆက်ရုပ်ကြီး Talos လို့အရာတွေဂိုလန်လို့တတ်မဲ့ရှင်ရုပ်ကိုအသက်သွင်းတဲ့ဒန်တားတွေဟာလူသားတွေသိကူးရဲ့အစောဆုံးပုံစံတွေပါပဲ။ဒန်နာရီကလည်းလက်တွေ့ဘဝကိုကူးပြောင်းလာတဲ့အခါမှာတော့ mechanical automaton လို့ခေါ်တဲ့အလိုလျောက်လှုပ်ရှားလုပ်ကိုင်နိုင်တဲ့စိတ်ရုပ်လေးတွေပေါ်ပေါက်လာပါတယ်။ 18ရာစုလောက်မှာတော့ဗာကန်ဆန်ဖန်တီးခဲ့တဲ့အစာစားအစာချေတဲ့ဘဲဆက်ရုပ်လိုအရာတွေဟာအင်မတန်ရှုပ်ထွေးလာတဲ့စက်မှုလက်မှုပညာရဲ့အစွမ်းအောင်ပြသခဲ့ပြီးလူသားတွေရဲ့အသက်ဝင်လှုပ်ရှားမှုကိုစက်နဲ့အတူယူကိုကြိုးစားတဲ့အဲဒီခေတ်ရဲ့တိုးတက်မှုတွေပါပဲ။ ဒိုင်ပလင်းစ်လိုတင်ချာတဲ့ဓာတ်နာပညာရှင်ကြီးကလည်းကဏ္ဍပေါင်းစပ်တွေတည်ထွင်ရင်လူသားတွေရဲ့တွေးခေါ်မှုလုပ်ငန်းစဉ်ကိုစက်နဲ့အစာထုတ်ဖို့အလိုလျောက်တွက်ချက်ဆုံးဖြတ်နိုင်တဲ့စနစ်တွေကိုတည်ဆောက်ဖို့စိတ်ကူးရင်ခဲ့ကြပါတယ်။ဒါတွေဟာနောက်ပိုင်းပေါ်လာမယ့်ကွန်ပျူတာနဲ့ AI အတွက်အရေးကြီးတဲ့ဓာတ်နာအုတ်မြစ်လိုပါပဲ။စိတ်ကူးရင်မှုတွေဓာတ်နာတွေရာနဲ့တဆင်တကယ်နည်းပညာဖြင့် AI မွေးဖွားလာတာတော့20ရာစုအလယ်ပိုင်းဒုတိယကမ္ဘာစစ်အပြီးကွန်ပျူတာတွေစပေါ်လာတဲ့ခေတ်မှာစခဲ့တာပါ။ 1943ခုနှစ်မှာတော့ Warren နဲ့ Water ဆိုတဲ့ neuroscientist နှစ်ယောက်ကလူအုံနှောက်ရဲ့အခြေခံ cells ဖြစ်တဲ့ neuron တွေရဲ့အလုပ်လုပ်ပုံကိုသင်္ချာပုံစံနဲ့တင်ပြခဲ့ပြီး artificial neuron ဆိုတဲ့အယူအဆကိုမိတ်ဆက်ခဲ့ပါတယ်။ဒါဟာ deep learning အတွက်အခြေခံဖြစ်လာမဲ့ neural network အတွက်လမ်းခင်းပေးခဲ့တာပါပဲ။1950ပြည့်နှစ်မှာအယ်လန်ဆိုတဲ့သင်္ချာပညာရှင်က Computing Machinery and Intelligence ဆိုတဲ့သူ့ရဲ့ groundbreaking paper ကိုထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီထဲမှာသူကစက်တခုဟာတကယ်ပဲစဉ်းစားနိုင်လားဆိုတာကိုဘယ်လိုစမ်းတက်မလဲဆိုတော့ imitation game လို့လူသိများလာတဲ့စမ်းတက်မှုကိုမိတ်ဆက်ခဲ့ပါတယ်။လူသားဆက်စည်သူတူကလူသားတူနဲ့စက်တခုကိုမမြင်ရပဲစာနဲ့ဆက်သွယ်ပြီးဘသူကလူလဲဘသူကဆက်လဲခွဲခြားလို့မရဘူးဆိုရင်အဲ့ဒီဆက်ဟာစဉ်းစားနိုင်တယ်လို့ပြောလို့ရပြီဆိုတော့အယူဆပါပဲ။ဒီအယူဆက AI နဲ့ပဲတော့ဗဟုအုံမြင့်ဖြစ်လာခဲ့ပါတယ်။ AI ဆိုပြီးတရားဝင်တိမှတ်ပြုလိုက်တဲ့အချိန်ကတော့1956ခုနှစ်နွေရာသီမှာပြုလုပ်ခဲ့တဲ့ Dartmouth Workshop မှာထိပ်တန်းသိပ္ပံပညာရှင်တွေသင်္ချာပညာရှင်တွေစုဝေးပြီး Artificial Intelligence ဆိုတဲ့နာမည်ကိုဒီညီလာခံမှာပေးခဲ့ကြတာပါသူတို့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်လူသားတွေသင်ယူနိုင်တယ်လို့ဘာသာစကားကိုနားလည်တယ်လို့သဘောတရားတွေကိုဖော်ပြနိုင်တယ်လို့ပြဿနာတွေကိုဖြေရှင်းနိုင်တယ်လို့ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်နိုင်တယ်လို့ဒီလိုလူညံ့ရေးအစိပ်ပိုင်းမှန်သမျှကိုစက်တွေလှုပ်လာအောင်ဘယ်လိုလုပ်မလဲဆိုတာကိုလေ့လာဖို့ပါ ါဟာ AI နဲ့ပဲရည်မှန်းချက်ကြီးကြီးမားမားကိုချမှတ်ပေးခဲ့တဲ့သမိုင်းဝင်ပွဲတစ်ပွဲပါပဲ။နှစ်20လောက်ကြာပြီးတဲ့နောက်မှာတော့ AI နဲ့ပဲမှာအောင်မြင်မှုတွေအကောင်းမြင်မှုတွေတော်တော်လေးရရှိခဲ့ပါတယ်။ 1956ခုနှစ်မှာပဲ Newell နဲ့ Simon တို့ဟာပထမဆုံး AI program လို့သတ်မှတ်နိုင်တဲ့ Logistics Theory ကိုဖန်တီးခဲ့ပါတယ်။1960နောက်ပိုင်းမှာတော့ GPS လို့ခေါ်တဲ့ General Problem Solver ကိုထပ်ဖန်တီးခဲ့ပြီးလူသားတွေပြဿနာဖြေရှင်းတဲ့လိုမျိုးခိုးတစ်ခုကိုရအောင်အစင်းစင်းဘယ်လိုချင်းကပ်ရမလဲဆိုတာကိုသင်ကြားပေးဖို့ကြိုးစားခဲ့ကြပါတယ်။1966ခုနှစ်မှာတော့ Computer Scientist တို့ဖြစ်တဲ့ Wei Zhan Ban က Eliza လို့ခေါ်တဲ့ Chatbot Program ကိုဖန်တီးခဲ့ပါတယ်။ ူသားတွေတော့တကယ်နားလည်နိုင်တာမဟုတ်ပဲစာကြောင်းလဲရစကက်လုံးပုံစံပတ်တန်တွေကိုကြည့်ပြီးကြိုတင်သတ်မှတ်ထားတဲ့စီးမင်းတွေတိုင်းတုံ့ပြန်လာမျိုးပါဒါပေမဲ့အဲ့ဒီခက်ကလူတွေအတွက်တော့ဆက်တခုနဲ့စကားပြောတာတော်တော်လေးအံ့ဩစရာဖြစ်ခဲ့ပါတယ်1960ပြည်နှစ်နောက်ပိုင်းမှာတော့ Stanford Research Institute ကနေ Shakey the Robot ကိုဖန်တီးခဲ့ပါတယ် Shakey ဟာသူ့ပတ်ဝန်းကျင်ကိုမြင်နိုင်တယ်ပြဿနာတွေကိုစဉ်းစားနိုင်တယ်ပြီးတော့ရည်မှန်းချက်တစ်ခုကိုရအောင်ကိုယ့်ဘာသာကိုလှုပ်ရှားနိုင်တယ်ဒါဟာပထမဆုံး General Purpose Mobile Robot ဖြစ်ပြီး AI ရဲ့မတူညီတဲ့အစိတ်အပိုင်းတွေကိုပေါင်းစပ်ပြသနိုင်ခဲ့တဲ့အရေးကြီးတဲ့မှတ်တိုင်တစ်ခုပါပဲ 1968ခုနှစ်မှာ Marvin Minsky က sequential pain လို့ရွေးရှင်းတဲ့ပြဿနာတွေကလွဲပြီး1989မတိုင်ခင်မှာလူသားတစ်ယောက်လုံနိုင်တဲ့ဘယ်အလုပ်ကိုမဆိုစက်ကလုံနိုင်လိမ့်မယ်လို့ခံမှန်းခဲ့ပါတယ်။ဒါပေမဲ့1900ပြည့်နှစ်နောက်ပိုင်းတွေမှာတော့ AI နဲ့ပဲဟာကြီးမားတဲ့ခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ AI ဝင်လာလို့ခေါ်တဲ့ရန်ပုံငွေတွေဖျက်တောက်ခံခဲ့ရပြီးတိုးတက်မှုတွေရပ်တန့်သွားတဲ့ကာလကိုရောက်ခဲ့ပါတယ်။ဒီလိုဖြစ်လာတဲ့အဓိကအကြောင်းရင်းတွေကပညာရှင်တွေက AI ရဲ့စွမ်းဆောင်ရည်ကိုအလွန်ကြုံကြတိပေးခဲ့တာ။ ရုပ်ထွေးတဲ့ကဘာကြီးရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ AI ကအဲ့ဒီအချိန်တုန်းကအဆင်နဲ့မဖြစ်သေးပါဘူး။နောက်တစ်ခုကတွက်ချက်မှုစွမ်းအားမလုံလောက်တာ။ရုပ်ထွေးတဲ့ AI ရဲ့လုပ်ငန်းစဉ်တွေအတွက်လုံလောက်တဲ့မြန်နှုန်းနဲ့စွမ်းအားရှိတဲ့ကွန်ပျူတာတွေမပေါ်လာသေးပါဘူး။ကွန်ပျူတာမှတ်ဉာဏ် memory တွေကလည်းကန့်သတ်ချက်ရှိပါသေးတယ်။နောက်တစ်ခုကတော့ data limitation မှာ AI ကိုသင်ယူဖို့အတွက်လိုအပ်တဲ့ data အများကြီးကိုအဲ့ဒီခေတ်တုန်းကသိမ်းဆည်းရယူနိုင်မှာမရှိသေးပါဘူး။နောက်တစ်ခုကပြဿနာတွေရဲ့ရှုပ်ထွေးမှုပါ။ လူသားတွေအတွက်လွယ်ကူလွယ်တဲ့အမြင်အာရုံနဲ့ဘာသာစကားနားလည်ခြင်းတို့အရာတွေဟာ AI နည်းလမ်းတွေနဲ့ဖြည့်ရှင်းဖို့အတွက်တော်တော်လေးကိုခက်ခဲလွန်ပါသေးတယ်။ဒီလိုခက်ခဲတွေကြောင့်အစိုးရနဲ့အဖွဲ့အစည်းတွေဟာ AI သုံးသေတနာတို့ရန်ပုံငွေတွေကိုဖျက်တောက်ခဲ့ကြပါတယ်။